ပြည်တွင်းလေပတ်ဗီဇာရှောက်ထားမှုရာယရဲဆိုင်ပြီးအားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံမှာဆိုရင်လေအခြားနိုင်ငံတွေပဲနိုင်ငံတွေးလာရောက်ကြပြီနိုင်ငံသားတွေအတွက်အလေပတ်ဗီဇာလို့ခေါ်ရတဲ့တိုရီဗီဇာသတ်မှတ်ပေးထားပါတယ် တော်ရီဗီဇာဆိုရင်တော့နိုင်ငံတွင်းလာရောက်လည်ပဲကြမယ်နိုင်ငံသားခီးသွားတွေအတွက်ရှိရတာလည်းဖြစ်ပါသည်တော်ရီဗီဇာကိုတော့ online ကနေရှောက်လို့ရတဲ့ e-visa နဲ့ပုံမှန်တန်ရောင်းတွေကနေရှောက်လို့ရတဲ့ visa ဆိုပြီးတော့လည်းနှမျိုးခွဲထားပါသေးတယ် visa ဆိုရင်တော့ရှောက်ပြီးရက်90ထိအသက်ဝင်ပြီးတော့မြန်မာနိုင်ငံမှာ28ရက်ထိနေထိုင်ခွင့်ရှိပါသည် visa ရှောက်ဖို့အတွက်ရုံးဖွင့်ရက်3ရက်လောက်ထိကြာနိုင်ပြီးတော့ visa ကြေးတွေနဲ့ကဒေါ်လာ90ကျသင့်မှလည်းဖြစ်ပါသည် ီဇာရှာဖို့အတွက်ပတ်စပို့တက်တန်း6လကျန်ရှိဖို့လိုသလိုအခြားသောဟိုတယ်ဘွတ်ကင်တွေနဲ့လင်းရင်လက်မှတ်တွေလည်းပြဖို့လိုအပ်ပါတယ်။လက်ရှိမှာဆိုရင်တော့မြန်မာနိုင်ငံအတွင်းနိုင်ငံခြားသားအများအပြားလဲပတ်သွားနိုင်ဖို့အတွက်ထုတ်ပေးနေတဲ့တူရီဗီဇာကိုရှာရည်ဆိုင်လိုက်ပြီးလည်းဖြစ်ပါတယ်။မကြာသေးခင်ကပဲလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝင်ကြီးဌာနကထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ငွေနေလောက်ခဲ့မှုကြောင့်အခုလိုရာရည်ဆိုင်လိုက်တာလို့လည်းသိရပါတယ်။ ဒါပြင်ကုညီကေဆေးရေးလောက်ကြမယ်ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကိုလည်းသတင်းပို့ရမယ်လို့အမိန့်ထုတ်ထားခဲ့ပါတယ်။အေဗီလာတို့ရဲ့နေ့ကနေစတင်ပြီးတော့တိုရီဗီဇာထုတ်ပေးတာနဲ့နိုင်ငံတွင်းဝင်ရောက်တာတွေကိုစတင်ကတ်သတ်လိုက်တာဖြစ်ပါပြီ။ဘယက်မှာပြန်လည်ဖွင့်လင်မလဲဆိုတာကိုလည်းအတိအကျမသိရသေးဘဲဝင်ဆောင်မှုပြန်ပေးမယ်ချိန်ကျရင်ထုတ်ပြန်ကြေညာသွားမယ်လို့ပြောသွားခဲ့ပါပြီ။လက်ရှိတိုရီဗီဇာနဲ့မြန်မာနိုင်ငံတွင်ရောက်နေကြသူတွေလည်းတက်တန်းကုန်ဆုံးတာနဲ့ပြန်လည်ထွက်ခွာကြမှာလည်းဖြစ်ပါပြီ။ တူရီဗီဇာဝင်ဆောင်မှုကိုရနာခဲ့ပေမဲ့လည်း business visa ကိုတော့ပုံမှန်တိုင်းဆက်ပြီးတော့ဝင်ဆောင်မှုပေးသွားမယ်လို့လည်းသိရပါတယ်။ business visa ဆိုတာမြန်မာနိုင်ငံအတွင်းမှာအစည်းအဝေးတွေဆွေးနွေးပွဲတွေနဲ့အလုပ်ကိန်းဆိုင်ရာကိစ္စရဲ့လုပ်ကိန်းဆောင်ရွက်နိုင်အောင်ခွင့်ပြုပေးတဲ့ visa မျိုးစားပဲဖြစ်ပါတယ်။ business visa တွေမှာဆိုရင်လည်းရက်90ခွင့်ပြုပေးတဲ့ visa အပြင်3လ6လတနေစားတဲ့ visa တွေလည်းရှိပါတယ်။ business visa တွေဆိုရင်လည်း online စနစ်ပြင်တန်ယုံကနေတဆင့်လေးရှောက်ထားနိုင်ပါတယ်။ ဗီဇနက်ဗီဇာအတွက်လေတူရီစင်ဖီဇာလိုပဲလိုအပ်ချက်တွေရှိပြီးတော့အပေါ်နေနဲ့ကုမ္ပဏီဘက်ကထောက်ခံတာမျိုးတွေလည်းလိုမှာဖြစ်ပါရည်ဗီဇနက်ဗီဇာအတွက်ဝင်ဆောင်ကအနေနဲ့ဒေါ်လာ80ကျသင့်တယ်လို့လည်းသိရပါရည်အခုလောငလင်းချောင်းဆိုတော့တူရီဗီဇာတွေကိုရာယီရဆိုင်လိုက်တာဆိုရင်တော့မြန်မာနိုင်ငံပေါ်မှာကြိုးတရားမှုတွေလည်းရှိလာနိုင်ပြီးတော့လက်တလုံးမှာဆိုရင်ပြပခီးသွားလာရောက်မှုတွေဟာလုံးဝရဆိုင်သွားရတော့မှလည်းဖြစ်ပါရည်ကျေးဇူးပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မြန်မာနိုင်ငံကြီးလေအခုကြုံတွေ့နေရတဲ့အခြေအနေကနေပြီးတော့အမြန်ဆုံးလုကင်း ်းပါစေကြောင်းကျမတို့ရဲ့ပေလီကနေပြီးတော့ဆူတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်